အားလုံးပဲမင်္ဂလာညချမ်းသာပါဗျာကျွန်တော်ဒီညလိုက်မှာနော်ဒီဘက်စာမှာပေးထားတယ်ကျွန်တော်တို့တောက်ကြညက်နေတုံညာအပိတ်မူကတောက်ကြမနဲ့တုံညာအပိတ်မူကနေပြီးတော့ထုတ်လာတဲ့ကိုလေး6တဲ့အခွေကတော့ကျွန်တော်တို့ဒီညက်နေမှာပဲ50တဲ့ဆိုတဲ့ကဏ္ဍနဲ့အဆင်ပြေသွားပြီနော်ပြီးခဲ့တဲ့ဘက်ကအခွေမထွက်ခဲ့တဲ့အတွက်ကျွန်တော်ဒီဘက်မှာ ဒီတခွေပြီးတော့ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကအခွေလိုက်လို့ရှုံးခဲ့တဲ့မိတ်ဆွေရှိခဲ့ရင်နောက်ထပ်တခွေနဲ့ကျွန်တော်တို့ဆက်ပြီးတော့အမြတ်ယူပါဗျာနော်ဒီကဘာမှာနော်၃ရက်အတွင်းမှာလိုက်ထွက်မဲ့အခွေတခုကိုကျွန်တော်ဒီညမှာပြပေးပါမှာဖြစ်ပါတယ်နော် ျွန်တော်တို့ဒီနေ့တနေကုန်ထွက်ကနန်းနေရဆိုလို့ရှိရင်ကျွန်တော်မနက်ပိုင်းက6ထိပ်စီ9ပိုင်း6ခွန်နဲ့ကျွန်တော်တို့ညနေပိုင်းက4ထိပ်4ထိပ်စီ10ပိုင်းပေါ့နော်အဲ့တော့ကျွန်တော်ဒီညပေးမယ့်အခွေအတွက်မူကတော့ကျွန်တော်တို့တောက်ကြည့်တနင်္လာမနက်ထိပ်နဲ့တနင်္လာညနေပိုင်းကပါဝါရဲဖြစ်ခရင်3ရက်အတွင်းမှာလိုက်ပြီးတော့ထွက်နေတဲ့အခွေတစ်ခုကို ဒီညလိုက်မှာအခုလိုက်နေမှာပေါ့နော်ကြာသပြီးတော့မှဖြစ်ပါရဲ့ဗျအားလုံးပဲကျွန်တော်ရဲ့ channel လေးကို subscribe မနှိမ့်ရသေးလို့ရှိရင် subscribe လေးနှိမ့်ပြီးတော့အပ်ပေးသွားကြပါဦးဗျာနော်ဖေးလားကျွန်တော်ပထမဆုံးအနေနဲ့ ဒီဖြစ်စဉ်ကတော့ကျွန်တော်တို့အပင်အကျင်းရပါဘောနော်တစ်ကျင်းနှစ်ကျင်း3 4 5 6မှာ6ကျင်းဖြစ်ခဲ့ပြီပါနော်ပြပါစီဟုတ်ကဲ့ပြမှာပါဗျကျွန်တော်ခဏလေးပါနော်6ကျင်းလုံးမှာလိုက်ထွက်ပေးထားပါတယ်ဒီဒီကျင်းကတော့ကျွန်တော်တို့6ကျင်းရောက်ပါနော် ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီတပင်ပါဘောနော်မနက်ပိုင်းကကျွန်တော်တို့6တက်ညနေပိုင်းက9တက်ပါနော်ကျွန်တော်တနင်္လာမနက်ထိုင်းနဲ့ညနေအပိတ်ကပါဝါအတွက်6တက်ဖြစ်သွားတဲ့အတွက်ကျွန်တော် live ဖတ်ပေးနေတာအခွေက3ရက်အတွင်းပါဘောနော်ဒီကျမမဟုတ်ပါဟုတ်ကဲ့အဲ့ဒါဆိုလို့ရှိရင်ရှည်ရွေးဝေးကြီးကြည့်မနေအခွေတခါလည်းပြောပြလိုက်မယ်နော် ကျွန်တော်အဲ့အခွေကကျွန်တော်တို့8316ပဲဗျာနော်8316ဆိုတဲ့အခွေကဒီတပင်းမှာဆိုလို့ရှိရင်နှစ်ကြိမ်၃ကြိမ်အထိအောင်လိုက်ပြီးတော့ထွက်ပြေးနေပါတယ်ဗျာအဲ့ဒီမှာဘေဂနန်နေအထွက်များလဲဆိုတော့ကိုယ်ကကိုမှတ်ထားပါဘောနော်ဒီမှာဆိုရင်63 63 68အဲ့ဒါလေးကိုတင်ပြီးတော့ထိုးပါဘောနော်အထွက်များလဲကနန်လဲဆိုတော့ main ကွက်ရေးပေးမှာမဟုတ်တော့ဘူးနော်ဒီတော့နောက်ထပ်တစ်ပတ်မှာလည်းကျွန်တော်တို့ခွန်နှက်ပါတော့ခွန်ထိတ်နဲ့နှက်အပိတ် power ray ဖြစ်သွားတဲ့အတွက်ကျွန်တော်တို့ဒီနောက်တစ်ပတ်အတွင်းပေါ့နော်3ရက်အတွင်းအဲ့ဒီ3ရက်အတွင်းမှာကျွန်တော်တို့8316อ่ะဆိုလို့ရှိရင်ဒီမှာပုံလူးနဲ့မှာပဲ86လို့10ပူးလို့ပေါ့နော်အပူးပါတော့ထည့်ပြီးတော့ထိုးပြရမယ်ခွေလေးอ่ะအဲနောက်ထပ်တပင်ပေါ့နော်၉ထိန်းနဲ့၄အပိတ်ပါဝါရဲဖြစ်သွားတဲ့အတွက်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်၈၃၁၆အခွေကနောက်တစ်နေ့မှာပဲကတ်ပြီးတော့၁၃နဲ့ 36ဆိုပြီးတော့နောက်ကလိုက်ထွက်ပြီးတယ်ကျွန်တော်ဒီတစ်ပတ်မှာလည်းမနက်ပိုင်းက8ထိပ်ညနေပိုင်း3အပိတ်ပေါ့နော်ပါဝါရဲပေါ့နော်83ပါဝါရဲဖြစ်သွားတဲ့အတွက်83တစ်လျှောက်ဆိုတဲ့အခွေကကျွန်တော်တို့6တင်းနဲ့8ပူးဆိုပြီးတော့နောက်ကလိုက်ပြီးတော့ထွက်ပြီးတယ်ဒီဘက်မှာလည်းကျွန်တော်တို့မနက်ပိုင်းက9ထိပ်ညနေပိုင်းက3ညအပိတ်ဟုတ်ကဲ့ကျေးဇူးပါဗျာ ထိပ်ပိတ်ပါဝါရဲဖြစ်သွားတဲ့အတွက်ဒီမှာဆိုရင်8316က6ပူ6836ပေါ့နော်ကျွန်တော်ဒီတပင်မှာလဲမနက်ပိုင်း3ညထိပ်ညနေပိုင်း5အပိတ်ပေါ့နော်35ပါဝါရဲဖြစ်သွားတဲ့အတွက်6316အခွေရဆိုလို့ရှိရင်3ရက်အတွင်းမှာ61တို့68တို့ပေါ့နော်နှစ်ခါတော့လိုက်ပြီးတော့ထွက်ပေးထားတာရှိပါတယ်နော်ရှိမှတော့ ဒီတစ်ပတ်မှာလည်းကျွန်တော်တို့မနက်ထိတ်ခွန်ညနေအပိတ်နဲ့ပေါ့နော်ပါဝါရွေးဖြစ်တဲ့အတွက်8316ကတော့ဒီတစ်ပတ်မှာတော့ကျွန်တော်တို့တစ်ချိန်ပဲထွက်သွားတယ်86ဆိုပြီးတော့နော်နောက်ထပ်တစ်ပတ်မှာလည်းကျွန်တော်တို့မနက်ပိုင်းရက်တပူကတစ်ထိန်နဲ့96က6အပိတ်16ကပါဝါရွေးဖြစ်တဲ့အတွက်8316က13ဆိုပြီးတော့တကွက်လိုက်ထွက်ပြီးပါတယ်ကနော် ဒါတော့ဒီအပတ်မှာပြည့်ရရှိရနော်ဒါဆိုရင်ကျွန်တော်တို့ဒီတစ်ပတ်ကျန်တဲ့3ရက်ပေါ့နော်အင်္ဂါပုဒ္ဓဟူဇာတာပရိ3ရက်အတွင်းမှာပါဝါရဲဖြစ်လာတဲ့အတွက်73 16ဆိုတော့အခွေဘူးပါလေးဒီတစ်ပတ်မှာ ဆက်ပြီးတော့ကစားပြီးပါနော်ဘယ်လိုရှိပါသည်လိုက်နေတဲ့မိတ်ဆွေရှိမှဆိုလို့ရှင်ကျွန်တော်တပတ်စာအတွက်ပေးထားတယ်85နဲ့87မိတ်ပါနော်အဲ့ဒီထဲမှာဆိုလို့ရှင်86လို့83တို့ထပ်ပြီးတော့ဖြည့်ပြီးတော့မိတ်နေနဲ့တင်ပြီးတော့ကစားစီကျမှာဗျာနော်ပြီးတော့ဒီထဲမှာ83 16ထဲမှာ ျွန်တော်တို့လိုက်ပြီးအထွက်များနေတာကတော့86တို့နော်86တို့ကျွန်တော်တို့13တို့36တို့နော်အဲ့ဒီ3ခွက်ကိုတော့ဒီဒီဝေလာခဲ့ရင်အဲ့ဒီ3ခွက်ဖြစ်ဖို့များပါတယ်နော် ဒါဆိုရင်ဒီညလိုက်ကိုတော့ကျွန်တော်တလောင်းနဲ့ပဲနားကျင်ပါတယ်ဗျာနော်136အခွေလက်အောင်မြင်ပါလေလို့ကျွန်တော်ဆုတောင်းပေးပါတယ်အားလုံးပဲကျန်းမာချမ်းသာကြပါစေဗျာ